မင်္ဂလာပါအခုလိုမျိုးမိုးလေးတွေဇက်တက်ရွာနေတဲ့ရက်ကလေးတွေမှာဟိုတိုင်းမှုလေးကို၃မျိုးရောပြီးတော့ဆက်ဆက်ကလေးချက်စားมาဖြစ်ပါတယ်ခင်ဗျာရောထားတဲ့မှု၃မျိုးကတော့ဟိုတိုင်းတော့ Oyster Mushroom ပါမယ် Brown Beach Mushroom ပါမယ်ပြီးရင်တော့ Snow Shimeji Mushroom ပါမှာဖြစ်ပါတယ်ဟိုတိုင်းမှုလေးတွေကို Macro ဆက်ဆန်းနေဝယ်လာခြင်းဖြစ်ပါတယ် မှုလေးတွေရဲ့မာနေတဲ့ဒီအမြင့်နေရာလေးတွေကိုဖြတ်လိုက်မယ်ဖြတ်ပြီးလို့ရှိရင်တော့သူ့တချောင်းကျင်းစီပေါ့ဖြစ်အောင်နော်သူခွာလိုက်မယ်ခွာပြီးရင်တော့ဒီအပေါ်ဆုံးမှာရှိတဲ့ oyster mushroom သူကတော့ဒီသူ့ရဲ့ပင်စီကနည်းနည်းလေးတုတ်ခိုင်တော့သူ့အလေကနေပြီးတော့မှဓာရီနဲ့လှိလိုက်မယ်အရွက်ကလေးတွေအရန်ကြီးနေပြီမှုပွဲ့ပေါ့နော်ပွန့်ဖက်လေးတွေအရန်ကြီးနေလေကကြီးနဲ့လှိဖြတ်လိုက်မယ်ပြီးရင်တော့ရေးသေးချာဆေးပြီးတော့အခုလိုမျိုးဆက်ထားလိုက်ပါမယ်အဲမှုတွေကြော်တဲ့နေရာမှာဟိုနိုင်ငံအချိုရတာတို့ကိုတော့ဒီပစုံကောင်းလေးတွေကိုလှော်လိုက်တယ် ပဇော်ကောင်းလေးတွေအပွေးလောင်လှော်ပြီးတော့ရေထက်လိုက်တယ်ပြီးတော့မှသူအချိုရေထွက်အောင်လှုပ်လိုက်တယ်ချိုရေထွက်တဲ့ခါမှာသူထွက်လာတဲ့အမြုပ်ကလေးတွေခတ်ထုတ်လိုက်မယ်ခတ်ထုတ်ပြီးပြီဆိုလို့ရှိရင်တော့အနေနဲ့ဒါလေးကိုစကားလေးနဲ့စစ်လိုက်ရင်တော့ဒါကပဇော်ကောင်းကထွက်လာတဲ့အချိုရေလေးရမှာဖြစ်ပါတယ်မိုးစားကြော်ဖို့အတွက်ကိုတော့ရွှေအုံမြေပဲစီတန်လေးအနေငယ်ထည့်လိုက်မယ်ထောင်းထားတာကတော့ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ့်အမှက်နှစ်မျိုးပဲအဲငရုတ်သီးစိမ့်အမှက်ကိုများများလေးထည့်ပြီးဒါထောင်းထားခြင်းဖြစ်ပါတယ် သူတော့အဓိကမှုေးလာအောင်လည်းစီသက်မယ်စီသက်တဲ့ခါမှာဟချိုးဟချိုးတွေဖြစ်တယ်ပေါ့နော်စီသက်ပြီးတဲ့ခါမှာတော့စောစောမှုသုံးမျိုးထည့်လိုက်မယ်မှုသုံးမျိုးထည့်ပြီးရင်တော့အဲစာအနေငယ်ထည့်မယ်ဦးနန်တို့ page မှာရတဲ့ကြက်သားမုတ်ထည့်မယ်ပြီးရင်တော့ QC ထည့်လိုက်မယ်เนาะအဲသုံးမျိုးထည့်ပြီးတော့တစ်ခါပြန်မှုေးမယ်ပြန်မှုေးပြီးရင်သူကရေလေးနဲ့ထွက်လာလိမ့်မယ်เนาะရေနေငယ်ထွက်လာမယ်ထွက်လာကမှုရဲ့ဒီပင်စီလေးတွေရင့်နေနေတာလေးတွေဤသွားအောင်လို့လည်းအဖုံးလေးအုပ်ထားလိုက်ပါမယ် မိုးတွေကိုရေဆေးတဲ့အခါမှာတော့အနည်းဆုံး3-4လောက်ဆေးမယ်ဆေးတဲ့အခါမှာနောက်ဆုံးအချိန်ကျရင်တော့အဲမိုးတွေကိုလက်နဲ့ဆုပ်ဆုပ်ညှစ်ပြီးတော့မှစကားတဲ့ကိုထည့်ပြီးတော့စစ်မှာပေါ့နော်ဘာလို့ဆိုမိုးကရေတွေအများကြီးဆုပ်ထတာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့တော့မိုးသားလေးဣသွားပြီဆိုလို့ရှိရင်တော့အစိတ်အတော့လည်းပြည်တယ်လိုက်ဖက်မှုလည်းရှိတယ်ကဆွေးရလေးထည့်လိုက်မယ်အဲ့ချိန်မှာအရသာတွေလိုသွားလိမ့်မယ်အရသာတွေလိုအပ်တဲ့အရသာတွေထပ်ပြေးမယ်အရသာလေးကတော့ချိုးမယ်ပွေးမယ်ဆက်မယ်ပေါ့နော် ပြီးရင်တော့စစောအောင်နဲ့တို့ဘဇွန်လှော်အည်လေးပေါ့နော်အဲ့အည်လေးကိုထည့်လိုက်မယ်အဲ့အချိန်မှာအနံ့လေးမှွေးလာမယ်အရသာလေးလည်းပို့ချိုသွားမှာဖြစ်ပါတယ်ဒီမို့သုံးမျိုးရဲ့ဈေးနှုန်းကလည်းတထုပ်ကိုဟိုမှာ2900 2900 2000ဆိုတော့3000ဝန်းကျင်ဆိုတော့6000ရယ်နောက်ကုစုံရက်က900ရယ်ပေါ့နော်အဲ့တော့အားလုံးကနော်တို့1000ဝန်းကျင်တော့ဒါတော့အိမ်ကစီးသေးပါတယ်အချိုပြားတွေဂတ်စီမပါသေးဘူးပေါ့နော်1000ဝန်းကျင်လောက်ကြပါတယ်ခင်ဗျာဒါပေမဲ့မို့လေးကတော့ အဲသုံးမျိုးဆက်ပြီးတော့မှเนาะအရသာလေးချိုချိုဆက်ဆက်လေးဆိုအရန်လေးစားလို့ကောင်းပါတယ်အားလုံးလည်းသဘောကျလိမ့်မယ်လို့ညွှန်လေးပါတယ်ခင်ဗျာ